မင်္ဂလာပါရှင်73ရေ10လောက်မှ19ရေ10လောက်2025တပတ်တာတနင်္ဂနွေသားသမီးချင်းမင်းစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်တနင်္ဂနွေသားသမီးချင်းမင်းစုဒီတပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲပေါ်ပြီးဒီလိုပေါ်ခြင်းဟာအကောင်းဆုံးပေါ်ခြင်းလို့တွေ့ရတယ်အလုပ်တိကန်တိတွေပေါ်ပြီးလုပ်ငန်းတွေတိုးချင်းရမယ်အလုပ်နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချင်စီထားတဲ့ကိစ္စတွေအောင်မြင်စီမယ် တန်မိုးကြီးသောပစ္စည်းထွက်တတ်တယ်ဒါကလေမိမိအတုံးလိုလိုထွက်သွားတဲ့အရာမျိုးကိုမြင်နေနော်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အလေးအညာလေးတွေခံရတတ်တယ်ဒါကြောင့်ဘသူ့မှမယုံပါနဲ့အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်နောက်ဆန်တင်ရမယ်ပူပန်ရမယ်စိတ်ရှုပ်ထွေးရမယ်ရှင်မြူသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာဆင်းရဲစရာဒီလိုလေးကြုံရတတ်တယ် ရန်အနေတိုက်ခိုက်ရှိတဲ့တတိထားပါမိမိကိုမနာလိုတဲ့သူမိမိကိုတိုက်ခိုက်ခြင်းတဲ့သူမိမိကိုအပြစ်ပြောခြင်းတဲ့သူဒီလိုလေးတွေ့ရတယ်။အချင်းင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကိုယ်စိတ်တိုင်းကြပြောဆိုခွင့်အောင်မြင်စေမယ့်တပတ်တော်လို့မြင်ပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့ညံ့မယ်။ဘာရင်ညံ့နိုင်လဲဆိုတော့အဓိကအေးပတ်မခံတဲ့ရေချိုးမမစီနေအဲကွန်းပန်ကာလေးတွေသတိထားပြရအောင်နော်။ အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာကိုရည်ရွယ်ချင်စီထားတဲ့ကိစ္စလေးတွေအောင်မြင်စေမယ်။လုပ်ချင်တဲ့ကိစ္စလေးတွေဆန္ဒတွေအကောင့်ထဲပေါ်မယ်ဒီလိုလေးမြင်တာပေါ့နော်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့၃တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးနဲ့လာပါရွှင်လန်းပွင့်လန်းစေမယ်တပတ်တာလို့မြင်နေရဆရာရှိတဲ့ငွေကြီးတွေလည်းဝင်လာမယ်။ပြီးဆရာရှိတဲ့ငွေကြီးကိစ္စတွေလည်းအဆင်ပြေသွားနိုင်မယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပဲဇာတ်ကြည့်လိုက်တဲ့အခါမိမိကိုအလိမ်ညာမခံရဖို့အတွက်ကိုပဲကာဝေးရမယ်။ကျန်တဲ့ကိစ္စအားလုံးအဆင်ပြေတယ်။ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံတောက်ပံ့ပြည့်စုံတဲ့ကြိယာကောင်းလေးဆံမပေးချင်ပါတယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာကြိယာကရွှေရောင်ရက်ခုနှစ်လက်ကိုနေအိမ်ဘုရားသို့မဟုတ်ဇီရီတဆူမှာတွားရောက်ပြုတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့အခက်အခဲတွေအားလုံး ကီးစင်ပောက်ပြော်ပြီးကောင်းကျိုးချမ်းသာများရရှိစေမှာပဲဖြစ်ပါလေရှင်။မင်္ဂလာပါရှင်။73ရက်10လ2025မှာ79ရက်10လ2025တပတ်တာတနင်္လာသာသမီချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလေရှင်။တနင်္လာသာသမီချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေကြုံရမယ်။လုံးဝကံရခက်ခဲစီရေပေါ့နော်။တန်မှုကြီးတော့ပြည်စီထွက်တတ်ပါလေ။ မိစေကောင်းတဲ့နဲ့ပတ်သက်ပြီးတော့မိစေကောင်းတွေထွေးမိမိစေတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းရမယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစိတ်ရှိဝါမယ်ကောင်းရှုံးဝါမယ်ဆွေမျိုးသားချင်းစီကနာယီတဲ့တင်ကြားတက်ပါတယ်ချဲအနီစူးစူးဝါလုံးဝမရှိဘူးချစ်သူခင်သူပေါများတာမယ်တပတ်တာလို့မြင်နေအချီးနဲ့ပတ်သက်ပြီးတော့ ချစ်တဲ့သူစီကနေအဆက်အသွယ်မရတာမျိုးကြုံရတဲ့တည်းအဲ့တော့ပုံမှန်အဆင်ပြေနေတဲ့ချစ်သူတွေတောင်မှပဲတယောက်နဲ့တယောက်အဆက်အသွယ်လေးတွေရက်နေတာသူ့အကြောင်းကိုမသိရတာကို့အကြောင်းသူမသိရတာဒီလိုလေးကြွေရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ပဲရဲ့ကျမ်းမာရေးချူကြတဲ့တည်းတနင်္လာသမီးရဲ့ကျမ်းမာရေးတနင်္လာသားသမီးတွေအတွက်ကတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးရိုးမရှိဘူးရခင်ကနေ့ကကျမ်းမာရေးဝေဒနာခံစားရတယ်ဆိုရင်တော့အနာနဲ့စီးထွေသွားမယ်။ကြေးကျမ်းမှုရင်းကျမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ အလုတ်ကင်ခွင်လန်းလေးတွေနေနေတဲ့အတွက်ကြောင့်မို့လို့မအေးချမ်းသေးဘူးလို့တွေ့ရတာပေါ့နော်။ကံနဲ့ပတ်သက်ရင်တော့အားကောင်းနေမိမိဘက်ကလည်းမှန်ကန်အောင်နေရတယ်။အထူးသဖြင့်ဒီတစ်ပတ်မှာကံ၅ပါးကိုလုံအောင်တင်းရတယ်။ကံ၅ပါးလေးမှာတစ်ခုခုကိုပွားချွင်းသွားပြီဆိုရင်တော့လက်လာပါတွေပိတ်ဆို့နေတာမျိုးလေးကျွမ်းတက်တယ်။ဝီကြီးလက်လာပါတွေရှင်လန်းပွင့်လန်းစီပဲတပတ်တာပါ။ ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးမတွေ့ရဘူး။မိမိဘက်ကနေပြီးတော့ပုံစံအချင်းပြောင်းလေးတွေလောက်ကင်သွားပြီးပုံစံလေးတွေချင်းပြီးတော့ပြောဆိုသွားပြီးဆိုရင်အဆင်ပြေမဲ့တပတ်တာလို့တွေ့ရတယ်။ဒီတော့တနင်္လာသားသမီးချင်းမေးဆွေတွေ့ကန်တော့ဖန်ပြစီရဲ့ရေရာကောင်းလေးပြေးချင်ပါတယ်။အနေနဲ့အသံမီချင်းမေးဆွေအိမ်ပြားမှာနွားနုနှစ်ခွက်လူတဲ့ချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားပင်လို့တွေ့ရပါတယ်ရှင်။ ။ဒါပြင်တနင်္လာသားသမီးတွေအကျိုးပေးတဲ့ထိနေဘက်ကကိုးတလုံးပဲဖြစ်ပါလေ။ဒါကြောင့်ကိုးတလုံးကိုဒီလိုကန်ဆတ်ပေးဆိုရင်ကံအားကောင်းစီပါပဲဖြစ်ပါလေရှင်။မင်္ဂလာပါရှင်73ရေ10လမှာ19ရေ10လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်အင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံအရန်ကောင်းနေလုံတော့မြ အကျိုးရှိပြီးနောက်ကိုလုပ်တဲ့ကိစ္စတိုင်းကိစ္စတိုင်းမှာ အောင်မြင်စေမယ့်အရာလေးတွေတွေ့ရတယ်။တံမိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီကောင်းတွေ၊တောင်းပန်ကောင်းတွေ၊အကြံဉာဏ်ကောင်းတွေရရှိစေမယ့်တပတ်တာပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းတွေ၊စီစဉ်မှုတွေလည်းပဲအဆင်ပြေမဲ့ထင်မှတွေ့ရတယ်။ရှင်မျိုးသားကြီးစီကနေအကူအညီကောင်း၊အကြံဉာဏ်ကောင်း၊တောင်းပန်ကောင်းဒီလိုတွေရရှိစေမှာပဲဖြစ်ပါတယ်။ အတိုက်ခိုက်တော့ရှိတယ်တတိထားပါမိမိဘက်ကလည်းပြောမဆိုမှဘသူ့ကိုမှမဖြစ်စေနဲ့မိမိဘက်ကပြောမဆိုမှဖြစ်လိုက်ပြီဆိုတာနဲ့အဲ့ဒီအတိုက်ခက်ကမိမိစီကိုတိတိဆိုင်ဆိုင်ကြီးကိုကိုယ်ဒေကြီးလာပြီးတော့ဖိုက်တာမျိုးကြုံရတဲ့တတိထားပါအခြေအနေနဲ့ပတ်သက်ပြီးတော့ပုံမှန်လေးသွားနေမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ညှိနှိုင်းတိုင်ပင်ဆွေးနွေးလို့ရတဲ့အချိန်ကာလတစ်ခုတွေ့ရတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမတွေ့ရပါဘူးရှင်။ အေးချမ်းမှုရင်းချမ်းမှုတွေရောက်ရှိလာမဲ့တပတ်တာဘာကြောင့်လဲဆိုတော့ကိုပါလေးပဲရည်ရွယ်လိုက်ဘာလေးပဲစီစဉ်လိုက်စီစဉ်လိုက်တဲ့ကိစ္စရည်ရွယ်တဲ့ကိစ္စတွေအကောင့်တွေပေါ်ပြီးစီပြီးသွားမဲ့တပတ်တာပါချီချိုးကန်ဆန်းမဲ့ဆိုရင်ကံအားလောကောင်းနေချီချိုးကန်ဆန်းခဲ့မဲ့ဆိုရင်သုံးရတစ်လုံးချီချိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးလည်လာပါများရှင်လန်းလာမယ်တပတ်တာပွင့်လန်းလာမယ်တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံမပြီးကြည့်လိုက်တော့ ကိုပြောချင်တဲ့အရာလေးတွေကိုတချို့ကိစ္စလေးတွေမှာထိန်ချန်ထားရတာလေးတွေရှိတယ်။သို့ပေမဲ့မိမိဘက်ကပြောတဲ့ပြောတတ်တဲ့အရာလေးတွေဆိုရင်ပြောဆိုလို့ရတယ်။မပြောတဲ့အရာတွေဆိုလို့ရှိရင်အမြဲတမ်းလူမုန်းမခံနေဒါလေးကိုလည်းဆရာမမှာခြင်းနေဒီတော့အင်္ဂါသားသမီးချမိတ်ဆွေတို့အတွက်ကံတောက်ပတ်ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါသေးတယ်။အင်္ဂါသားသမီးချမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကခရီးသွားနေတဲ့သူကို မိမိငွေကြေးတက်နိုင်သလောက်လမ်းစီရိတ်ပေါ်တော့လမ်းစီရိတ်တူရန်ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တောင်အလုံးစုံပြည်လည်သွားမေးတူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်73ရင်း10လမှာ19ရင်း10လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်ဗုဒ္ဓဟူးသားသမီးချင်းမဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အရာရာ လုပ်ငန်းလေးတွေလေပတ်စီပဲတင်ပါပါတယ်အလုပ်မရသေးတဲ့သူကလည်းဒီတစ်ပတ်တည်းမှာအလုပ်ရဖို့လမ်းကြောင်းလေးပေါ်မယ်မိမိစိတ်တိုင်းကြောက်သောအလုပ်ငွေငွေကြီးလက်လာပါပေါ့နော်လစာကောင်းသောအလုပ်ဒါမျိုးလေးရရှိစီမယ်လို့တွေ့ရတယ်တန်မိုးကြီးသောပစ္စည်းတော်ထွက်တတ်တယ်ဒါကလည်းတော်တော်ကိုအသုံးလို့လို့ထွက်သွားတယ်ဆိုတဲ့အရာမျိုးတွေ့ရတယ်ပေါ့နော်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေရကိုမကူညီနိုင်ဘူး ကိုကိုတိုင်းကလည်းပဲတကယ်လိုအပ်လို့အခုရတောင်းပြီဆိုရင်ဘသူစီကိုမှတလန့်မပြီတာမျိုးဒီလိုလေးတွေ့ရတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရရဲ့ဒီဆိုလို့ရှိရင်စိတ်ရှိွားတယ်ခေါင်းရှိွားတယ်ဒုပင်ပဲလေးပဲကိုကကောင်းစွာဖြည့်ရှင်းနိုင်တယ်ပြပါပါတယ်။ရှင်ယူသားချင်းစီကအကူအညီမရတဲ့အပြင်အပြစ်ပြောတာတော့ခံရတတ်တယ်။ရဲအနေရရှိတဲ့အတိုက်အခံရှိတဲ့အနောက်ချက်ရှိတဲ့သတိထားမယ်။ အချီးနဲ့ပတ်သက်ပြီးတော့ငြိမ်နေမဲ့တပတ်တာအေးနေမဲ့တပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေစီကနေဟိုတရင်အောင်ကြရတာမျိုးသားသမီးနဲ့ပတ်သက်ပြီးတော့ကိုကိုနိုင်ကလေးပဲဘယ်ရမစို့ပတ်မှုပေးနိုင်တာမျိုးဒီလိုလေးတွေ့ရတယ်အေးချမ်းမှုငြိမ်ချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အရာရာခုမှအပူတပြင်းလုံဆောင်နေရတဲ့အရာလေးတွေရှိနေတယ်။ကို့အတွက်မဟုတ်ရင်တော့သူများအတွက်ဒါမှမဟုတ်ရင်မိသားစုအတွက် အဲ့လိုမျိုးတွေနောက်ဆက်တင်နေရတဲ့အတွက်ကြောင့်ပူပန်မှုတွေများနေရမှာပေါ့နော်ကံနဲ့ပတ်သက်ပြီးတော့အားကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်ငွေကြီးလက်လာပါတွေရှင်လန်းမယ်ပွင့်လန်းမယ်နောက်ရဆရာရှိတဲ့ငွေကြီးတွေဝင်လာမယ်ဒီလိုလေးတွေ့ရတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့စူးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးသို့ပေမယ့်ကိုပီပီစီစီလို့ပီပီစီစီနဲ့ ြီးစီးအောင်လုပ်ပေးရမယ့်ကိစ္စရဲ့ကလေးတွေမှာကိုယ့်ဘက်ကနေပြီးတော့အားထုတ်ခွန်ဆိုင် လုပ်ပေးဖို့ပဲလိုအပ်တယ်ဒါလေးကိုတော့သတိထားရတာပေါ့နော်အဲ့တော့ဟိုလူသားသမီးချင်းပြီးစီတွေကံတောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပြီးခြင်းနေဟိုလူသားသမီးချင်းပြီးစီပြုလုပ်ဆောင်ရမယ့်တပတ်တာရေရာကမိမိနေအိမ်ကဖះမှာပန်းဝါခုနှစ်ပွင့်ယူတဲ့ခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင် 73ရေးဆယ်လာမှာ19ရေးဆယ်လာ2025တပတ်တာဇာတာပရိသသမီးချင်းမိတ်ဆွေရေအလုတ်ကိန်းကနေစတင်ဟောပြောပြမှာဖြစ်ဖြစ်ပါလိမ့်ရှင်။ဇာတာပရိသသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်ကလေးညာနေမိတပတ်တာပါ။တန်မိုးကြီးတို့ပစ္စည်းဝင်လာမှုရှိနေပါလိမ့်။မိတ်ဆွေရဲ့ကူညီမှုအကြံဉာဏ်ကောင်းပေးမှုဒါလေးရရှိစီမိတ်။ အိမ်ကိစ္စတွေရည်ရွယ်ထားတဲ့အရာလေးတွေအဆင်ပြေမေအယောင်းဝယ်လေးတွေကောင်းစီမေရှင်ယူသားချင်းစီကတည်ကောင်းနေကြအောင်ရှိနေပါလေရန်အန်ဒီရဲ့အတိုက်အခံရှိတဲ့တည်ထားပါနော်အချီအီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေမေအိမ်တော်ကြီးနဲ့ပတ်သက်ရတော့အီးချမ်းတာယာစီပဲအိမ်တော်ကြီးတို့တွေ့ရတယ်ကျမကြီးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိဘူးရခင်ကနေကကျမကြီးခံစားရတဲ့သူဆိုရင်တော့အနာနဲ့စီးတွေ့သွားပါလိမ့်မယ် အေးချမ်းမှုငြင်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာအလူလေးတွေနဲ့အလုံးရှုပ်နေမဲ့တပတ်တာလို့မြင်နေ။ကံနဲ့ပတ်သက်ရင်တော့ခံရတော့ကောင်းနေတီတိုးကန်ဆန်းခြင်းနေဆိုရင်တော့နှစ်တလုံးတီတိုးကန်ဆန်းလို့ရတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့လက်ထက်မှာငွေမထားနေပိုင်ဆိုင်မှုတစ်ခုခုကိုဝယ်ထားမယ်ဆိုရင်ခုအတွက်အပတ်တင်ပြီးတော့အကျိုးမြတ်များစွာရရှိစေမယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာမိမိအတွက်နဲ့မဟုတ်ဘဲနဲ့သူများအတွက်နဲ့စိတ်ပင်ပန်းနေရတာမျိုးလေးကြုံရတဲ့ဒီဒီတော့ဂျာနာရီတာသမီးချင်းမိတ်ဆွေတို့ကံထောက်ပဲ့ပြည့်စည်တဲ့ရေရာကောင်းလေးဆင်မပေးချင်ပါနဲ့ဂျာနာရီတာသမီးချင်းမိတ်ဆွေအိမ်ပြားမှာအုံလို့ခေါ်ဆွဲလူတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်73ရေဆယ်လာမှာ69ရေဆယ်လာ2025တပတ်တာ တောင်းကြတာသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။တောင်းကြတာသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေအလုတ်ကြောင့်အဆင်မပြေဘူးလေးဂျုံရတဲ့တည်းအလုတ်မှာစိတ်ညစ်စရာဆိတ်ရှုပ်စရာလေးပေါ်တတ်ပါတယ်။တံမိုးကြီးပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။မိစေပေါင်းတဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေ၊ဆရာသမားတွေဇီယာနေပြီးတော့အကြံဉာဏ်ကောင်းလေးတွေ၊ဆရာသမားတွေရဲ့မျက်နှာသာပေးမှုဒီလိုလေးရရှိစီပါပဲဖြစ်ပါတယ်။ အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်နေတင်ရမယ်။ကြီးကင်းသူရဲ့ကျမ်းမာရေးအကြောင်းပူပန်ရတတ်ပါတယ်။ဆွေမျိုးသားချင်းစီကနေအကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။ရန်အနေစူးစူးဝါမရှိဘူးသို့ပေမဲ့အလိမ်အညာခံရတဲ့တဲ့တာလေးကိုတော့သတိထားပါနော်။အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအင်မတန်ဖွင့်နေမယ်။လူငယ်လူရွယ်တွေဆိုရင်မိမိချစ်သူကမိမိအပေါ်မှာဂရုစိုက်တဲ့အပြင်အခြားသော သူတွေရဲ့စိတ်ဝင်စားခြင်းချီးဆိုခြင်းဒီလိုလေးခံရတဲ့ဒီအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ရဲ့ဒီငွေကြေးကိစ္စလေးတွေအလုပ်ကံကိစ္စလေးတွေဒီလိုသတင်းကောင်းလေးကြားတတ်ပါတယ်။ကျမ်းမကြီးနဲ့ပတ်သက်ရင်တော့ဆိုးကျိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာပါ။အဆက်တွေကောင်းလေးတွေဝေးကွာခွဲကွာနေတဲ့သူစီကနေအဆက်တွေကောင်းလေးတွေရောက်ဖို့ရှိနေပါသေးတယ်။ ကန်နဲ့ပတ်သက်ရင်တော့ကန်အားကောင်းပါတယ်ချီချိုးကန်ဆန်းခြင်းတွေဆိုရင်တော့ခုနှစ်တလုံးချီချိုးကန်ဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်လက်ထဲမှာငွေကင်ထားပြီဆိုရင်ကိုဝါဖဲ့တန်းချောင်းကတစ်ခုပြီးတစ်ခုပေါ်လာတတ်တယ်အဲ့တော့ယုံကြည်စိတ်ချရတဲ့နေရာလေးတွေမှာငွေကိုသိမ်းထားပြီဆိုရင်တော့ငွေစုမိမယ်ဆောင်မိမယ်နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာကိုသွားလာနေတဲ့လှုပ်ရှားနေတဲ့နေရာလေးတွေမှာအမြဲတမ်းပြဿနာလေးတွေပေါ်တတ်တယ်ဒါတို့ကိစ္စဆိုင်စီခြင်းနေ ောင်းကြသားသမီးချင်းမဆွေတို့ကံတောင်းခွင့်ဖြစ်စေတဲ့ရေဒီယာကောင်းလေးပြချင်ပါတယ်။တောင်းကြသားသမီးချင်းမဆွေပြုလို့ဆောင်ရမယ့်ရေဒီယာကဂျိုင်းရှိနေတဲ့နေရာလေးတွေမှာလမ်းခင်းပေးတဲ့အရာလေးအိုကေကိုထူချေပြီးတော့တော့လောက်အောင်နော်နောက်ကဒီအုံမခွက်ကလေးတွေကိုထူချေပြီးတော့တော့လောက်အောင်အုံးစားဘက်ကလေးတွေကိုခင်းပြတာတော့လည်းကောင်းလမ်းခင်းလိုက်တဲ့တပိတ်ကလေးပြုလို့ဆောင်ရွက်လိုက်ပြီဆိုတာနဲ့တပတ်တာမှာမိမိခက်ခဲစီတဲ့အရာလေးအားလုံး ကင်းစင်ပပျောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိစေမှာပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။စက်သုံးရက်ဆယ်လမှာ19ရက်ဆယ်လ2025တပတ်တာစနီသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။စနီသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေတာမျိုးလေးကျွန်မတက်တည်းရှီတူဝါခက်နောက်ဆိုဝါခက်ခက်ခင်းစီတဲ့ကိစ္စရည်တွေပေါ်လာလို့ရှိနေပါတယ်။တံမိုးကြီးတော့ပြစီတယ် တစ်ခုပြီးတစ်ခုထွက်နေတာမျိုးလေးလဲကျွန်ဝတ်တဲ့။မိတ်ဆွေပေါင်းတဲ့ဒီဆရာသမားကြီးရဲ့ကူညီမှုထောက်ပံ့မှုအကြံဉာဏ်ကောင်းပေးမှုဒီလိုလေးရရှိစေမယ့်တပတ်တာပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေတရင်ကောင်းချမ်းမေးအိမ်ကိစ္စတွေအဆင်ပြေမေးအိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်ညွှန်ကြားရတဲ့အရာမှန်သမျှအားလုံးတွေကူချုံးဝေစီပါပဲဖြစ်ပါလေ။စေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အမြင်နဲ့ပြဿနာလေးဖြစ်တာရင်များတာစကားများတာဒီလိုလေးကျွမ်းဝတ်တည်း ရန်အန်ဒီရေစွစွမွားလုံးဝမရှိပါဘူးရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့စစ်သူရဲ့အခြေမြေလွဲပေါင်းမှုခံရတဲ့တည်းစစ်သူနဲ့အဆက်အသွယ်ပြတ်တောက်သွားတာမျိုးလေးကြောင့်ဝတ်တဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးအသေးအတင်ကျန်းမာရေးညံ့တဲ့ကိစ္စပါနော်ဒီကြမှုရေးချမ်းမှုရရှိလာပေတဲ့ဘက်တာလို့တွေ့ရရင်နောက်မိမိကိုယ်တိုင်လေးကျမ်းမာရေးနဲ့ပတ်သက်ရင်ဂရုစိုက်ပါဖြစ်လိုက်ရင်ကျမ်းမာရေးကအခအောက်ပိုင်းတွေကြိုက်ခင်းနာကျင်တာမျိုးလေးခံစားရတတ်ပါတယ် ကံနဲ့ပတ်သက်ရင်တော့အားနည်းတယ်။ဒို့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းခြင်းတွေဆိုရင်တော့ရှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေရရှိစေမယ်။မိမိကပြောလိုက်ပြီဆိုတာနဲ့လွယ်ကူစွာဝေးခြင်းအစီအပြေပဲတပတ်တန်လို့တွေ့ရတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။ဒါပေမဲ့ကိုယ့်ရှိမှမနာမကျန်းဖြစ်နေတဲ့အရာတွေကိုစက်တိုက်ဆိုသလိုကြုံတွေ့ရတာမျိုးလေး တွေ့ရပါတယ်။ဒီတော့စနစ်သားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ပြည်စီရေတရားကောင်းလေးပေးချင်ပါတယ်။စနစ်သားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေတရားကမိမိနေအိမ်မှာရှိနေတဲ့နိုင်ရတောင်းလေးနိုင်ကြောင်ညာလေးဒါဒီအားလုံးကိုရှင်းထုတ်စီခြင်းနဲ့ပေါ့နော်။ဒါအပြင် မီးကျိုးပေါက်နေတာတွေနောက်ပြီးတော့ဒီဒေဥပိန်နေတာတွေဒေဥပေါက်နေတာတွေဒါလေးတွေကိုရှင်းထုတ်လိုက်ကြဆိုရင်မိမိခက်ခဲနေတဲ့ပိတ်ဆို့နေတဲ့လက်လာပါတွေဝင်လန်းစီမဲတပတ်တာတွေ့ရပါတယ်ရှင်